မင်္ဂလာပါခင်ဗျကျွန်တော် YouTube channel ပြည်လင်္ကာ support channel ကနေကြိုဆိုပါရစေ။ဟောပါဒီနေ့ဝင်လာချင်းပြန်ကစားကြမယ်ဥရောပလိပ်ပွဲစဉ်တွေမှာပါအင်္ဂလန်ပရီးမီယာလိပ်ပွဲစဉ်ပြင်ဂျာမနီပူနီကလပ်ပွဲစဉ်ကျွန်တော်ရွေးချယ်ပြီးပါမှာဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်တွေမှာညကိုလိုအကြချင်းတူမှလိုက်ပြီးဆိုကစားကြပါ။အဲကြောကျွန်တော်တိုတိုနဲ့လိုရင်းတော့ပဲသုံးသပ်ပြီးတော့ကျွန်တော်ခမန်းပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်ဖြစ်တဲ့စပါးနဲ့ဘီလာပွဲစဉ်သွားမှာပြ။စပါကတော့နောက်ဆုံးဒီဥရောပကစားကနေပွဲစဉ်မှာနိုင်ရရှိခဲ့တဲ့ဆိုမဲ့အရှင်မီလာနဲ့နိုင်ရရှိတာပြ။နှစ်တင်းတလုံးကတော့ဒါ ရှုံးမမရှိတဲ့စံချိန်ကိုဖြတ်ထားတာတွေးထားတယ်။ငါးပွဲစတိုက်ပေါ့နော်။ဒါပေမဲ့စပါးကတည်ရင်လည်းဒါအနိုင်နည်းနည်းလောက်ပဲရှိပြီးတော့အက်စတရွန်ဘီလာကတည်တဲ့ဝင်းနဲ့အနိုင်တက်တက်ကြီးပဲယူထားတာတွေးရတယ်ဗျ။ဒီနောက်ပိုင်းမှာအက်စတရွန်ဘီလာတို့ရှေ့သန်းပုံမှန်ပြန်ရလာပြီးတော့ပြန်ပြီးကောင်းမွန်လာလို့ပြောလို့ရရတယ်။ဝင်းဝင်းဆိုရင်တော့ရုံးကန်အားရှိတဲ့ဘီလာနဲ့အင်းဝင်းစပါးကလည်းဒါအကောင်းဆုံးပုံစံနဲ့စုကစားတက်ပြီးတော့တိုက်စစ်ပိုင်းမှာဂိုးသိမ်းဖို့ခက်ခဲနေဆိုပေမဲ့ရန်ကရန်ကရလို့ရှိရင်ဒါမထင်မဆိုရင်ကြောင်ပြောက်ပြီးတော့ဒါဂိုးတွေမသိမ်းမနဲ့မထင်ထင်ဆိုလဲဂိုးတွေထားသွင်းတာတွေးထားတယ်။ နေဖောက်ပေးတဲ့ body ဈေးကလေးဦးစင်းမှာဆိုရင် စပါတင်းကနေရောမီလာတင်းကိုရှေ့သူဆိုရင်အရှုံးသေးဖောက်ပေးထားတယ်ကိုပေါင်းကနှလုံးအရှုံးသေးပေးထားတယ်ဗျာဆိုတော့မီလာကနေလည်းလက်တာသေးကြရင်ကန်ကောင်းသွားမှဖြစ်ပြီးစပါကနေလည်းသေးကြလို့ရှိရင်ဆက်ပြတ်ဖို့တော့များပါပျော်ရှင်ရမှာလည်းဖြစ်တယ်မရှုံးအောင်ကစားမဲ့စပါနဲ့ဒါမရှုံးအောင်ကစားမဲ့မီလာလို့ပွဲစဉ်မှာကျွန်တော်ကိုခံမရလကတော့ဒါ one 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 စီဒီလောက်ပဲပြီးဆုံးသွားမယ်လို့ထင်မြင်တယ်ထိတိုက်တွေ့ဆုံတိုင်းမှာဆိုနှလုံးထက်ကိုမကြော်ဘူးဒါကြောင့်မို့ကျွန်တော်ရွေးချယ်မှုကတော့ဒီစပါနဲ့မီလာလို့ပွဲစဉ်မှာကိုပေါင်းအောက်ဒီချောင်းပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ် ောက်ထပ်တစ်ပွဲဖြစ်တဲ့ Liverpool နဲ့ Manchester United တို့ပွဲစဉ်မှာဆိုရင် Liverpool ကနေပြီးတော့ဒီနေ့ဖောက်ပေးတဲ့ပွဲစဉ်မှာသလုံးသေးပေးထားတယ်ကိုပေါင်းတဲ့သုံးလုံးလောက်ပြသုံးရှုံးသေးဖောက်ပေးထားတယ်ဗျ။အဖီမှာအနိုင်ပွဲပြန်ဦးလာလိမ့်မယ်ဒီ Liverpool နဲ့ Manchester United တို့ဂိုးပြတ်ကြီးတွင်းအောင်လား Manchester United ကလည်းရမယ်လို့အချက်ရှိနေဆိုပေမဲ့ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးပုံစံနဲ့ထွက်လာပြီးတင်ရကစားသမားတွေပြန်ကောင်းမှုပြီးတော့ Liverpool တင်ရကစားသမားတွေများနေလက်ရှိမှာခွန်ကောင်းယူပြီးတော့သေဆိုရင်ပြောမဲ့ United အနေနဲ့ဒီ Liverpool ရဲ့ policy ကသလုံးသေးကိုပေါင်းသေးက၃လုံးလုံးကပြသုံးရှုံးလေးဖောက်ပေးတဲ့အချိန်မှာဆိုရင်ကိုခံမှန်ရလက်ကောက် Liverpool နိုင်သွားရင်တော့အဲ့လိုပြတ်တက်ကြီး กว่าแล้วไม่รู้ไม่ทีมูเสียจักวิเชียร์ไปได้มั้ยส่วนแล้วลิเวอร์พูลเนี่ยดียูไนเต็ดตัวเวสมาเราก็คู่เอาก็ไปเสร็จแล้ววิเชียร์ไปกินไปได้နောက်ထပ်ပွဲစဉ်တွေဖြစ်တဲ့ဘောเนาะဒါဂျာမီဘွန်ဒီလာဘောကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျဂျာမီဘွန်ဒီလာဘောတက်မှာလို့ဆိုရင်ဒါ5.0 flamberg ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်5.0 flamberg ကတော့အစဉ်စားရတူမူကတော့အထက်နဲ့အောက်ပဲဗျဒါပေမဲ့နောက်ပွဲတွေကိုစီရရှိခဲ့နောက်ဆုံးတွေပွဲတွေမှာရှုံးနေထားတဲ့နှစ်ပွဲသလုံးကလည်းအင်ဝင်ဖြစ်တဲ့5နဲ့ဒီ flamberg ထိတိုက်တွေ့ဆုံမှုတိုင်းမှာဒါအင်ဝင်ဖြစ်တဲ့5ကသွားလို့ဒါ flamberg ကလည်းသွားတယ်ဗျ အဲ့ကြတော့ဒနေဖောက်ပေးထားတဲ့ပေါ်ဒီစီကရှီလူစီပဲဖောက်ပေးရတယ်ကိုပေါင်းသုံးလုံးပြီးပေးထားတယ်ဗျ။အဲ့တော့အင်ဝင်ဖြစ်တဲ့ fiber ကတာတယ်လို့လို့ပြောလို့ရတယ်အခွန်ဒီအင်ရှင်ပြည့်တက်တင်နေပေါ့အဲ့ကြောင့်မလို့ကိုခမ်းမရလောက်အောင် fiber ပဲကတ်နိုင်သွားပြီနိုင်သုံးမရဘူးသွားမယ်လို့ခမ်းမမိပါနဲ့။စကြကိုရွှေ့ချက်ပေးရမယ်ဆိုရင်လည်းဒါ fiber နဲ့ဒီ flambe ကိုပွဲစီမှာဆိုပေါ့နော်အင်ဝင်ဖြစ်တဲ့ကျွန်တော်ကတော့ fiber body လေးပဲရွှေ့ချက်ပေးခြင်းနဲ့နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ပေါ့နော် elite ပွဲစဉ်တွေမှာဆိုရင်ကျွန်တော်အနေနဲ့ပေါ့နော်ရွှေ့ချက်ထားတော့ atlanta နဲ့ပေါ့နော်ဒါ last year ပွဲစဉ်ကျွန်တော်ရွှေ့ချက်ပေးသွားမှာလည်းဖြစ်တယ်ဗျ။ တော့အတ္တလန္တာလာစီဟိုကလာစီဟိုကနောက်ဆုံးကစားပွဲစဉ်မှာနိုင်မလို့နဲ့တည်ပြန်ကြပြီးတော့အတ္တလန္တာကလည်းဒါဝေဘောပွဲစဉ်မျိုးရှုံးနေတာတွေ့ရတယ်။လာစီဟိုအနည်းငယ်ဒီပွဲရှုံးနေသွားခဲ့မှဆိုရင်နီးပြအနေနဲ့ဒါတန်ကလေးဒါပြုတ်သွားဖို့တော့လားလာကောင်းနေရှိရစမဒီနေ့ဘောအနိုင်မဟုတ်ရင်တည်တော့တော့ကစားရမှာလည်းဖြစ်တယ်ဗျ။အဲ့တော့အတ္တလန္တာအင်ဂျင်ကလည်းရမတ်လိုအက်ရှင်နဲ့နှစ်သိန်းသုံးလားလည်းရမတ်လိုအက်ရှင်ရှိရဆိုတော့ယင်းဒီဖောက်ပေးလိုက်ဖို့ဈေးမှာဆိုရင်အင်ဂျင်ဖြစ်တဲ့အတ္တလန္တာအီလီစီတီဝန်လုံးလုံးတိုင်းပြဆုံးစားစီကြိုးပေးထားတယ်ကိုမောင်းလုံးချုံနေပေးထားကြ။ ဒီဈေးတွေတိုင်းဆိုကျွန်တော်သိပြီမကြိုက်နေတဲ့ဘူးအတင်းကြီးလို့နှစ်တင်းလို့ထိတ်တက်တွေ့ဆုံနိုင်မှာဒီလောက်ဒီဖောက်ပေးရဲဆိုတော့ကျွန်တော်ရကိုခံမှန်းရလက်ကတော့ဒါရုံးကန်လာမဲ့လာစီကိုပဲအနိုင်ရရှိသွားမယ်လို့ပဲကျွန်တော်ကခမမိတယ်ဗျာเนาะဒါကျွန်တော်ကြိုက်တယ်ရွေးချယ်ပေးထားတာလို့ကျွန်တော်အဲ့လိုပြောတာမဟုတ်ပါဘူးကျွန်တော်ရဒီခံမှန်းပေါ့เนาะအဲ့တော့ကျွန်တော်ကလာစီကိုနဲ့ဒီအတန်လာလို့ပွဲစဉ်မှာဆိုရင်ကျွန်တော်ဝေကွန်းပြည့်တဲ့လာစီကိုပေါ်ဒီအပြင်ဟိုအောက်ဝင်လဲတွဲပေးချင်ပါတယ်ခင်ဗျာเนาะ ုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့တင်းငွေတွေရဲ့ဥရောပလေပွဲစဉ်တွေမှာဆိုလို့ရှိရင်ပေါ့နော်ဒါစပါးနဲ့ဘီလာပွဲစဉ်မှာကျွန်တော်တို့ကိုပေါအောက်အပြင်လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်ပွဲစဉ်မှာလည်းကိုပေါကိုကျွန်တော်ရွေးချယ်ပေးထားတာပါနောက်ထပ်ဖြစ်တဲ့ဂျာမီဘွန်ဒီကာပွဲစဉ်မှာဆိုရင်5ပွဲနဲ့ဖလန်ဘွဲပွဲစဉ်ကကျွန်တော်ကအင်ဝဖြစ်တဲ့5ပွဲပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးထားပြီးတော့အင်တာနက်လာဂျီပွဲစဉ်မှာဆိုရင်တော့လာဂျီဘော်ဒီနဲ့ကိုပေါကိုကျွန်တော်တို့ပြချားပေးပါတယ်ဒီပွဲစဉ်တော့ဘော်ဒီဆော့ရလို့မောင်းလက်တွဲဆော့ရပါတယ်အားလုံးကကောင်းကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ